ားလုံးပဲဗာပဲကြီးကြီး channel subscribe လုပ်ဘေးနားခေါင်းလောင်းနှိပ်ပြီးရင် VPN လေးဖြွင့်ကြည့်ဖို့မြေတားရက်ခံရင်းနဲ့ဒီမှာ series အသစ်ကိုစလိုက်ရအောင်ပါဇကိုင်းပရမသုံးဆမှာတော့လူတယောက်ဟာအစအုပ်ကြီးစီကားလေးမြန်ပြေးထွက်လာပြီးတော့ဆိုင်ကယ်ကိုလောတကြီးနဲ့မောင်းသွားခဲ့ပါလေအမျိုးသားကားတစ်စီးနောက်ကိုအသေးအံလိုက်နေကြတာဖြစ်ပြီးတဏီယောင်ရောက်မှာတော့သူလိုက်နေတဲ့ကားကို fighter လိုပဲ jaw တက်ပစ်လိုက်ပါလေနောက်ပြီးတော့အမျိုးသားကကားရဲရလူကို fighter လိုပဲတစ်ချက်ကြီးလိုက်ပြီးတော့ ငါဖြစ်ချင်တာမင်းပါစကနေခွေးစကားတွေထားမပြောနိုင်အောင်အရိပေါ်ကနေဆွဲချဖို့ပဲနည်းနည်းစောင့်နေလိုက်မင်းတို့သေးတော်ပြန်လာရှာမယ်လို့စိတ်ထဲကနေဂျုံဝါလိုက်ပါတော့တယ်အရိမျိုးသားကတော့ဗတ်ထဲဂျုံဆိုသူပဲဖြစ်ပါလေထဲဂျုံကကားရရမျိုးသားကိုဘာအတွက်ကြောင့်များညိုကြီးနေဂျိန်ဝါနေရတာလဲဆိုရာကိုတော့ဇလိုင်းအစမှာခုလိုမျိုးရှင်းပြပေးပါမယ်ထဲဂျုံကဒယ်လီပို့တဲ့လောက်ကိုရိုးသားနဲ့ဂျိုးသားလောက်ကင်ပြီးတော့နေစဉ်ဘွားကိုအလုံးနဲ့ပဲကုံဆုံးလေးရှိတဲ့တာမန်လူငယ်တယောက်ပါ ထဲကျွမ်းအယူသားစူးစားတဲ့သူဖြစ်တဲ့ပြင်အများအကူညီတတ်တဲ့စိတ်ထားလေးရှိသူမလို့ဒယ်လီပို့ရင်နဲ့အဖိုးဖွားရွယ်တွေကတစုံတရာအကူညီတောင်းတာမျိုးတွေရှိလာရင်လဲမဆိုင်မတော့ပဲစေနာတန်းတန်းနဲ့ကူညီပေးတတ်ပါသေးတယ်။ထဲကျွမ်းမှာတော့ထဲချင်းဆိုတဲ့ចောင်းသားရွယ်ညီငယ်လေးတယောက်ရှိပါတယ်။ထဲကျွမ်းကအလောက်ကိုစူးစားလောက်ကင်ပြီးတော့ရလာတဲ့ငွေတွေကိုညီငယ်လေးတို့ကចောင်းစိတ်ဘာညာလိုအပ်တဲ့နေရာတွေမှာထောက်ပံ့ပေးနေတာလည်းဖြစ်ပါတယ်။မိဘတွေမရှိကြတော့တဲ့ထဲကျွမ်းတို့ညီကိုနှစ်ယောက်ကအရာမှာတိုင်ပင်လောက်ဆောင်ပြီးတော့ချစ်ချစ်ခင်ခင်နေထိုင်ကြပါတယ်။ အဲလိုနဲ့တညနေမှာတော့ဒဲကျွန်းနဲ့ခင်မင်ရင်းနေတဲ့ဒယ်လီမားတောက်ဟာဆိုင်ဆိုင်ရဲ့ဝင်ဝမှာဇုံလဲဒရဲနဲ့မတော်ဆဝင်တိုက်မိခဲ့ပါလေဒယ်လီသမားတောင်းပန်စကားပြောပြီးတော့ဆိုင်ထဲကပစ္စည်းတွေယူဖို့ဝင်သွားလိုက်ပေမဲ့တပတ်ဇုံတွဲကတော့ဂျင်းနဲ့ပုံမရပဲဒယ်လီသမားကိုဆဲဆူသွားကြပါလေခဏကြာထဲကျွန်းလဲရောက်လာတဲ့ခါမှာခုနကဒယ်လီသမားကထဲကျွန်းပို့ရမယ်ပစ္စည်းတော့ကိုလှမ်းပြီးတော့ပေးလိုက်ပါလေထဲကျွန်းလဲပစ္စည်းတော့ကိုလှမ်းယူဖို့လုပ်တဲ့အချိန်မှာပဲကားနဲ့ပြန်ထွက်လာတဲ့ဇုံတွဲကဒယ်လီသမားရဲ့လက်ထဲကအထုပ်ကိုဆွဲယူပြီးတော့ လမ်းပေါ်ပြေးချခဲ့ကဒယ်လီသမားနဲ့ထဲကျုံးကိုလည်းလက်ကလေးထောင်ပြပြီးမာကလာဘင်းလိုနှုတ်ခွန်းဆက်တာသွားခဲ့ကြပါလိမ့်ထဲကျုံးတော့လမ်းပေါ်မှာပွားသားကျဲသွားပြီးသူ့ဘဝမဲ့ပြည်စည်းတော့ကိုကြီးနေကားပေါ်လူတွေဘာလို့ကုလို့လုံသွားလဲဆိုရဲအကြောင်းရင်းကိုမသိပေမဲ့တော်တော်လေးတော့တင်းသွားခဲ့တာပါထဲကျုံးကသနာသည်နဲ့ညမှာသနာပြီးတော့ကူညီသည်နဲ့ညမှာကူညီတတ်တဲ့ဂျင်နာတက်သူတယောက်ဖြစ်ပေမဲ့အခုလိုနိုင်တဲ့စီးနင်းလာပြီးတော့ဆက်ဆံတာတွေကိုတော့ငုံမခံတတ်တဲ့သူတယောက်ဖြစ်ပါလေအဲဒါကြောင့်ထဲကျုံးလဲသူ့ပြည်စည်းတော့ကိုပြည်စည်းအောင်လုံသွားတဲ့သူတွေရဲ့နောက်ကိုအသေးအံလိုက်ပြီးတော့ ပြက်စီးသွားတဲ့တံပိုးရဲ့ရော်ကြီးကိုတိကျပဲတောင်းလိုက်ပါလေ။ကားရရဘေးကတော့မပေးခြင်းပေးခြင်းနဲ့အာခံခြင်းလိုလုပ်နေမဲ့ထဲကျောင်းကကားရှိရနေပိတ်ရထားခဲ့တာမလို့ကားလန်တွေလည်းပိတ်ကုန်တဲ့အခါပြည်သနာတွေလည်းအရှိရှိမဖြစ်ချင်တာကြောင့်ထဲကျောင်းတောင်းတဲ့အတိုင်းပဲအယောပေးလိုက်ရပါတော့တယ်။ကိစ္စလုံးပြီးသွားတဲ့ချိန်မှာတော့ထဲကျောင်းကအဆောင်မှာရှိတဲ့ညီဖြစ်သူကိုသွားတွေ့ခဲ့ပြီးတော့ဝယ်လာတဲ့မုံတွေကိုတနည်းအားမအတူသွားစားလိုက်ကြပါလေ။မုံစားနေတဲ့ထဲကျောင်းကသူ့ရဲ့အပင်ဆိုင်လေးကိုဖွင့်ဖို့အစင်သင်းဖြစ်နေဖြစ်ကြောင်းကိုပြောရင်းနဲ့ ကိုတိုင်ပြင်ဆင်ထားတဲ့အပင်ဆိုင်လေးရဲ့ဓာတ်ပုံတွေကိုဖုန်းထဲကနေထုတ်ပြလိုက်ပါတယ်။ထဲချင်းကတော့အကိုဖြစ်သူကအမေနဲ့အဆဆရရာအကြိုက်ချင်းတူနေရမလို့ဗန်းမေနေတော်အမေပုံစံတိုင်းပြင်ဆင်ထားတာပဲဆိုပြီးတော့စလိုက်ပါတယ်။ထဲချင်းကလည်းသူကအမေနဲ့တူလို့သာအမေကိုကူညီရင်းနဲ့ဗန်းမေဆိုင်တဲ့နေရာမှာထူးချွန်ချောင်းကိုပြန်ပြောပြီးတော့ဒီခေါင်အမေဖြစ်သူရဲ့နှစ်ပတ်လည်ပွဲမှာထဲချင်းကိုမခေါ်ပဲသူတယောက်တည်းသာကျင်းပလိုက်တော့မယ်ဆိုပြီးတော့စကားမဆက်ပြောလိုက်ပါတယ်။ထဲချင်းကသူလည်းလာချင်းချောင်းကိုပြောတဲ့အခါထဲချုံကတော့ဆောင်ပွဲအတွက်စာလုံးချင်းရောမှာဆိုလို့မခေါ်တော့ဘူးလို့ပြန်ပြောလိုက်ပြီး ညီပြည့်သူစီကနေထွက်လာခဲ့လိုက်ပါတော့တယ်။ထဲချင်းလည်းဆောင်းပြန်လာခဲ့လိုက်ပြီးတော့အခန်းကိုရောက်တဲ့အချိန်မှာအကိုပြည့်သူထဲချုံးကကြောင်းစီအတွက်ဆရာငွေ15သိန်းလွှဲပေးလိုက်တော့မြင်ပြီးတော့သဘောတူကြနေခဲ့ပါလိမ့်။အဲနောက်ထဲချင်းကအချိန်စရာတွေကအတိုင်းပဲစာကိုကြိုးစားလုပ်နေတယ်။သူရဲ့ YouTube Channel မှာလည်းထဲချင်းနဲ့အတူ9နိုင်ကြာစာလုပ်ကြမယ်ဆိုရယ်ခေါင်းစဉ်နဲ့ live လွှင့်ပြီးတော့တင်ဆက်လိုက်ပါသေးတယ်။ထဲချုံးကတော့အင်ကိုပြန်ရောက်ချင်းမှာအနားမြူနိုင်သေးပဲအမြန်ဆုံးဖွင့်မှုတက်ကြိုးစားနေတဲ့သူ့ရဲ့ပင်ဆိုင်လေးကိုတကယ်ချင်းနဲ့အတူတူပြင်ဆင်နေခဲ့ကြပါလိမ့်။ ကနာကြာမှာထဲကျွန်းရဲ့ချစ်သူကောင်မလေးစူကြီးလည်းရောက်လာခဲ့ပြီးတော့ထဲကျွန်းတို့စားစရာတွေပါယူလာပေးခဲ့ပါလေ။ဆိုင်လေးကိုလှပါဆုံးပြင်ဆင်လို့ပြီးမှာတော့ထဲကျွန်းတို့ဇုံတွဲဟာတငယ်ချင်းတွေနဲ့အတူစားကြတော့ကြရင်လည်းကိုယ်တိုင်ပြင်ဆင်ထားတဲ့ဗန်းမင်ဆိုင်လေးရဲ့အလှပါဆုံးပုံစံကိုကြီးကျူးလို့မဆုံးဖြစ်နေခဲ့ကြပါလေ။စားတော့ကြလို့ပြီးမှာတော့ထဲကျွန်းရဲ့တငယ်ချင်းတွေလည်းပြန်ကြတော့မှဖြစ်လို့အိမ်ရောက်ထိလိုက်ဖို့ပြီးလိုက်ပါလေ။တငယ်ချင်းတွေကစကားတပြောနဲ့နှုတ်ဆက်ပြီးတော့ပြန်သွားကြပြီမဲ့။ဇူကြီးကတော့သူမအိမ်ကိုမပြန်ခြင်းပဲထဲကျွန်းအိမ်မှာတ냐အိတ်သွားခြင်းလဲဆိုပြီးတော့ပြောလာခဲ့ပါလေ။ ထိုင်ကျွန်းလဲဘာပြောကောင်းလိုက်မလဲ။ကောင်မလေးပြောတာတော့တစ်ချက်မှမငြင်းမနဲ့။ "तू အိမ်ပေါ်ဓာတ်ကိုခေါ်သွားလိုက်ပါတော့"တဲ့။မနက်ရောက်ချိန်မှာတော့ထိုင်ကျွန်းကပဲအရင်နိုးလာခဲ့ပြီးတော့ကောင်မလေးစားဖို့အတွက်မနက်စာပြင်ဆင်ပေးလိုက်ပါတယ်။ထိုင်ကျွန်းတယောက်ရေမချိုးခင်အိမ်ုံတန်ရှင်းလောက်ချိန်မှာတော့ညကစောင်းထားတဲ့အုတ်ထုတ်ခုံကြီးကိုမြင်ပြီးတော့အမိုက်ထဲအမြန်ထဲကအမိုက်ထုတ်တွေကိုလည်းအလုံသွားရင်လည်းပဲအိမ်အောက်မှာတစ်ခါတည်းပြစ်ထုတ်ထားခဲ့လိုက်ပါတယ်။အဲနောက်ထိုင်ကျွန်းကချစ်သူလေးစုကြည်ရဲ့မုံဆိုင်လေးတွေလိုအပ်တာတွေကိုလုပ်ပေးခဲ့ပြီးတော့ထုံးစံတိုင်းသူ့ရဲ့ဒေလီလုံလေးကိုစတင်ခဲ့ပါတော့တယ်။ အဲ့လိုနဲ့ပထမဆုံးပစ္စည်းပို့တဲ့ဝေးမှာတော့အစာအုပ်တစ်ခုရဲ့အပေါ်တက်ထိသွားပို့ပေးခဲ့ရပါတယ်။ခန်းဝါမှာပစ္စည်းချပေးပြီးတော့ဓာတ်ပုံရိုက်ခါမှတ်တမ်းယူလို့ပြီးမှာတော့ထဲကျုံးလဲဓာတ်လီကားကနေပြန်ဆင်းလာဖို့လုပ်ပေမဲ့ဓာတ်လီကားပိတ်သွားခဲ့တာကြောင့်နောက်တရက်ဝေးအတွက်အချိန်နောက်ကျသွားမှာဆိုပြီးလေကားကနေပဲဆင်းလာခဲ့လိုက်ရပါတယ်။လေကားနေဆင်းလာပြီးတနေရာရောက်မှာတော့နေအောင်ရတဲ့ပရင်ပေါက်နားမှာအရွက်တွေနာနေတဲ့ပန်းအုံးလေးတစ်လုံးကိုတွေးလိုက်ရပါတယ်။အပင်ချေသူထဲကျုံးတယောက်လဲပန်းအုံးကိုနေရိုက်တဲ့ဘက်ထိမဆွေပေးခဲ့ပြီးတော့ ဒီပင်မျိုးစားနေအောင်ကိုကြောက်တာမလို့နေအောင်ကြီးနဲ့ဓာတ်ရိုက်မထီးတွေ့တဲ့နေရာမှာထားရမယ်ဆိုပြီးအကြံပြုစာလေးရေးကပန်းအုပ်ထဲမှာထားခဲ့ပေးလိုက်ပါသေးတယ်။အဲဒီနောက်မှာတော့ထဲကျွန်းလဲနောက်တနေရာကိုပစ္စည်းပို့ဖို့ထွက်လာခဲ့လိုက်ပါတယ်။နေအောင်ကိုရောက်မှာတော့ထဲကျွန်းပစ္စည်းပို့ပေးတဲ့အနီးနားမှာအဖွားတယောက်ကသူ့ရဲ့ခီးဆောင်အိတ်ကိုဂုံးတက်ကြီးကြီးဆွဲမသွားနိုင်လို့ကူညီပေးလို့ရမလားဆိုပြီးတော့တောင်းဆိုလာခဲ့ပါတယ်။ထဲကျွန်းကလည်းအိမ်ရှိတိပစ္စည်းပို့ပေးပြီးတာနဲ့အဖွားရဲ့ခီးဆောင်အိတ်ကြီးကိုတစ်ဖက်လမ်းထိဆွဲသွားပေးပြီးတော့ကူညီပေးခဲ့လိုက်ပါတယ်။ ဂျိုနဲ့တနေကုန်အလုပ်တွေလုပ်ပြီးတော့ဘိုက်စားလာတဲ့ထဲကျုံးကစရုဆိုင်ဆိုင်ကနေထမင်းလေးနဲ့အေးဘူးဝယ်လိုက်ကဆိုင်ပြေမမထိုင်ပြီးတော့စားနေခဲ့ပါတယ်။အဲဒီထဲကျုံးရဲ့အနောက်နာကနေဖုန်းတစ်လုံးမိသားအောင်ကြားလိုက်တော့ထဲကျုံးလည်းအမြန်သွားကြည့်လိုက်ပါတယ်။ထဲကျုံးကဖုန်းကိုကန်လိုက်ချိန်မှာတော့တစ်ဖက်မိန်းကလေးကသူမကလက်ရှိထဲကျုံးကင်ထားတဲ့ဖုန်းရဲ့ပိုင်းရှင်လို့ဆိုပါတယ်။ထဲကျုံးကလည်းဖုန်းကိုကောက်ရထားအဖြစ်ပြီးတော့သူရှိနေတီနီယာကိုပါပြောပြပေးလိုက်ပါတယ်။မိန်းကလေးကလည်းသူမရဲ့ဖုန်းကကြားပြောက်သွားခဲ့တာဖြစ်ပြီးတော့ဖြစ်နိုင်ရင်သူမရှိတဲ့နေရာကိုလာဖို့ပေးလို့ရမလားဆိုပြီးတော့ပြောလာခဲ့ပါတယ်။ ထဲကျောင်းကလက်ရှိမှာအလုပ်တွေရှိသေးလို့လာပို့ပေးဖို့မအားတဲ့အတွက်စရိုးဆိုင်အကောင်တာမှာပဲအပ်ပေးထားခဲ့မယ်လို့ပြန်ပြောပြီးမယ်။မိန်းကလေးကတော့သူမနေမကောင်းတဲ့မိခင်ကိုကြည်ပေးနေရတာမလို့အပြင်ထွက်လို့မရတာကြောင့်နေရာထိလာပို့ပေးစီခြင်းကြောင့်နဲ့အဲ့လိုလာပို့ပေးမယ်ဆိုရင်စူချင်းဝင်နေတဲ့1 3သိန်းပေးပါမယ်ဆိုပြီးတော့ကန်လန်းလာခဲ့ပါလိမ့်။ထဲကျောင်းလဲ1 3သိန်းဆိုတဲ့စကားကြောင့်မဟုတ်ရင်တော့မှသူကဒယ်လီလုံးနေရာပဲမလို့ဒီကိစ္စကိုလဲဝေးတစ်ခုနေနဲ့တတ်မှတ်ပြီးတော့ဖုန်းကိုမိန်းကလေးရှိတဲ့နေရာရောက်သွားပို့ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အနောက်ထဲထွန်းကသူစားရတဲ့စားစာရဲ့မိုက်ခွန်တွေကိုဆိုင်ထဲကမိုက်ပုံးမှာအမြန်သွားပြစ်လိုက်ပြီးမိန်ကလေးပို့ပေးတဲ့လိမ့်စာတိုင်းဖုန်းကိုပို့ပေးဖို့ထွက်လာခဲ့လိုက်ပါတော့တယ်။နေအောင်ရောက်တဲ့ခါမှာတော့ထဲထွန်းစီမိန်ကလေးရဲ့ဖုန်းကဝင်လာခဲ့ပြီးတော့"သူမရဲ့မိခင်ကတော်နေမကောင်းဖြစ်နေတာရော၊သူမရဲ့အိမ်ကိုယောက်ျားလေးတစ်ယောက်ရောက်လာတာကိုဓာမျိုးကြီးဖြစ်နေရရောကြောင့်ထဲထွန်းရောက်နေတဲ့လိုင်ကောင်းတွေကအရေးပေါ်ဖုန်းရဲ့တစ်တာထဲမှာပဲဖုန်းကိုထားခဲ့ပြီးပါ"ဆိုပြီးတော့ပြောလာခဲ့ပါတယ်။ထဲထွန်းလည်းမရေတည့်ရနဲ့ပဲလိုင်ကောင်းတွေဝင်ပြီးတော့အရေးပေါ်ဖုန်းတစ်တာထဲမှာမိန်ကလေးရဲ့ဖုန်းကိုထားခဲ့ပြီးလိုက်ပါတယ်။ အဲ့ဒီရေပေါ်ဖုန်းတစ်တာထဲမှာပဲမိန်းကလေးကသူမပြောထားတယ်။စူချင်းငွေ1 3သိန်းကိုထည့်ပေးထားခဲ့တာကြောင့်ထဲကျွန်းလဲစကားတွေအများကြီးပြောစရာမလိုပဲအေးဆေးအစဉ်ပြေနေပဲပြီးသွားခဲ့ပါလေ။ထဲကျွန်းကနေရာကနေဆိုင်ငယ်စီကိုပြန်လာချိန်မှာတော့ထဲကျွန်းဆိုင်ငယ်နောက်မှာရက်ထားတယ်လူမရှိဘူးလို့ထင်ရတဲ့ကုန်တင်ကားကြီးဟာရုတ်တရက်မီးတွေပွင့်လာခဲ့ပြီးတော့ထဲကျွန်းရှိကနေအစိမ်ပြင်းပြင်းနဲ့မောင်းထွက်လို့သွားခဲ့ပါလေ။ထဲကျွန်းလဲရုတ်တရက်မလို့ရမ်းလန့်သွားခဲ့မယ်။ကုန်တင်ကားမောင်းတဲ့လူတွေကဘုံကြီးကမောင်းတဲ့သူတွေနဲ့လူနာတင်ကားမောင်းတဲ့သူတွေလိုစောင်းရမ်းတွေလှုပ်တက်တာကိုသိနေရမလို့ ထွေထူးပြောမလို့တော့ပဲအမှုမဲ့အမှတ်မဲ့တာထားပြီးတော့ပြန်လာခဲ့လိုက်ပါလေ။နောက်မနေ့ရောက်ချိန်မှာတော့ထဲကျွန်းကမိခင်ဖြစ်သူရဲ့နှစ်ပတ်လည်ပွဲကိုတယောက်တည်းပြင်ဆင်ကျင်းပနေခဲ့ပါလေ။အဲ့ချိန်မထင်မှာပဲညီဖြစ်သူထဲကျင်းလည်းရောက်လာခဲ့တာကြောင့်ထဲကျွန်းကစာလုပ်ခိုင်းတာကိုမလုပ်ဘဲနဲ့သူ့စီရောက်လာပါမလားဆိုပြီးထဲကျင်းကိုစူလိုက်ပါသေးတယ်။အဲနောက်ညီကိုနှစ်ယောက်မိခင်ဖြစ်သူရဲ့ဓာတ်ပုံကြည့်ပြီးတော့စကားပြောကြရင်လည်းတယောက်ကိုတယောက်စားနောက်နေလိုက်ကြပြီးမိခင်ကြီးရဲ့နှစ်ပတ်လည်ပွဲလေးကိုအတူတူပဲကုံဆုံးလိုက်ကြပါလေ။ခဏချာမှတော့ထဲကျင်းလည်းဆောင်းပြန်သွားခဲ့ဖြစ်ပြီး မိုးရီယာလည်းရုတ်တရက်ရွာချလို့လာခဲ့ပါတယ်။ထဲကျွန်းကရေရမ်းပေးလို့မရတဲ့အပင်တွေကိုအိမ်ထဲမှာရွှေ့ပြီးတော့တယောက်ထဲအလုံးရှုံနေခဲ့ပါတယ်။အဲ့ချိန်ထဲကျွန်းရဲ့ channel ကိုလူတစုကတိတ်တဆိတ်ဝင်လာခဲ့ပြီးဆိုတာကိုတော့ထဲကျွန်းလည်းမသိခဲ့ရှာပါဘူး။ထဲကျွန်းကလှုပ်ရှားရှိရလှုပ်ပြီးတော့သူ့ရဲ့ပန်းမိန်လေးတွေကိုဓာတ်ပုံရိုက်ကာကျေးဇူးလေးစုကြီးစီကိုပို့ပေးနေချိန်မှာတော့စောစောကလူတွေကလည်းထဲကျွန်းရဲ့အိမ်ခန်းထဲတီကိုဝင်လာပြီးထဲကျွန်းကိုဖမ်းမှုတော့လောက်ကြပါတော့တယ်။ထဲကျွန်းလည်းဘုံမသိဘာမသိနဲ့သူ့ကိုဖမ်းမှုလုပ်နေတဲ့လူတွေကိုခုခံဖို့စူးစမ်းခဲ့ပါသေးတယ်။ဒါပေမဲ့တစ်ဖက်လူတွေကထဲကျွန်းကိုလက်ရှိမှာ မိန်းကလေးတောင်မတိန်ချင်းတတ်ဖြတ်ပြီးတော့လောင်းဖြောင်းမှုနဲ့ဖမ်းဆီးလိုက်ပြီးလို့ဆိုလာခဲ့တာကြောင့်ဘာမှပြန်မလုပ်နိုင်တော့ပဲသူမလုပ်ပါဘူးလို့သာအချိန်ချင်းအော်ဟစ်ပြီးဖမ်းခေါ်တဲ့နောက်ကိုလိုက်ပါလို့သွားခဲ့ရပါတော့တယ်တရားရှိကိုရောက်ချိန်မှာတော့လူတွေလည်းများပြားရှိနေပြီးတော့တရင်နောက်တွေကလည်းထဲကျွန်းကဘာကြောင့်မလို့မိန်းကလေးတောင်ကိုအပိုင်းပိုင်းဖြတ်ပြီးတော့ရဲရဲဆက်ဆက်တတ်ဖြတ်ပြရတာလဲဆိုပြီးတော့လူရဲ့မေးမြန်းနေကြပါတယ်ဒီတရင်ဟာအွန်လိုင်းကနေတဆင့်မျိုးတွေကလူတွေစီမှာပြန့်နေနေခဲ့ဖြစ်ပြီးတော့ထဲကျွန်းရဲ့ ချစ်သူစူဂျီယာလည်းဒီလူသားမှုနဲ့ပတ်သက်လို့သတင်းတွေကိုကြားနေရပေမဲ့ထဲကျုံလက်ရှိဖြစ်နေရတယ်မသိတဲ့အတွက်အမှုမဲ့အမှတ်မဲ့ပဲနေနေခဲ့ပြီးတော့ရုတ်တရက်ကြီးဆက်သွယ်လို့မရတော့ထဲကျုံစီကိုလည်းစာရီတောက်လျှောက်ပို့နေခဲ့ပါတယ်တပတ်မှာတော့ထဲကျုံကိုစစ်ဆေးအခန်းထဲမှာထည့်ထားကြပြီးတော့အမှုနဲ့ပတ်သက်သမျှမေးမြန်းနေခဲ့ကြပါတယ်စောနောက်တရားသေဆုံးသူမျိုးသမီးရဲ့ဓာတ်ပုံပြပြီးတော့မျိုးသမီးကိုဘာကြောင့်တတ်ရတာလဲဆိုတော့ဖြောင်းချက်ပေးဖို့အတွက်ထဲကျုံကိုဖီအားတွေပေးနေခဲ့ကြပါတယ်ထဲကျုံကဒီမျိုးသမီးကိုသူတီလည်းမသိသလိုတတ်လည်းမတတ်ခဲ့ပဲ သူကလည်းလူတယောက်အခုလိုတတ်မဲ့သူမဟုတ်ဘူးဆိုပြီးတော့အမှန်တိုင်းပဲပြန်ပြောနေခဲ့ပါလေ။ထဲကျုံကသူ့ကိုဘယ်အချိန်ပြန်လွတ်ပေးမှလဲဆိုပြီးတော့မေးတဲ့အခါမှာတော့စုံတော်ဒီကလက်ရှိမှာထဲကျုံကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ဆရာရှိသေးကြောင်းသာပြန်ပြောခဲ့လိုက်ပါလေ။ထဲကျုံကတော့သူကဘာပြစ်မှုမှကျူးလွန်ခဲ့တာမရှိလို့အခုလောက်ရက်ကသူ့ကိုမတရားဆွဆွဲခံရတာသာဖြစ်ကြောင်းနဲ့အခုလိုမျိုးသူ့ကိုမတရားဖမ်းဆီးလာခဲ့တဲ့အတွက်သူ့ရဲ့ဆိုင်တကားတော်မပိတ်ခဲ့ရတာမလို့ဒါဘလို့ဥပဒေမျိုးလဲဆိုပြီးဒေါသတကြီးနဲ့ထားပြီးတော့ပြောပါတော့တယ်။စုံတော်ဒီကလည်းထဲကျုံကိုပြစ်ရှိလို့ခေါ်လာခဲ့တာဖြစ်ကြောင်း ပြန်ပြီးတော့ဖြဲကြတဲ့ခါမှာတော့ဒဲကျွန်းလဲခဏငြိမ်ကြသွားခဲ့ပြီးတော့အဲ့လိုဆိုရင်လဲစုံတော့တွေဘက်ကနေလိုအပ်တဲ့စစ်ဆေးမှုတွေမလုပ်ခင်သူ့ဖုန်းကနားလောက်တော့တုံးခွင့်ပေးပါလို့တောင်းဆိုလိုက်ပါတယ်အခုလိုတောင်းဆိုရတာလဲရုတ်တရက်ကြီးထားခဲ့လဲတဲ့သူဆိုင်ကြောင်ပဲဖြစ်ပြီးတော့ဆိုင်ထဲကပန်းမင်းညိုးမှဆိုးတာကြောင့်လိုအပ်တာတွေလောက်ခိုင်းခြင်းလို့ပါလို့ပြောလိုက်ပါတယ်ဒါမဲ့စုံတော့တွေကတော့ဒဲကျွန်းကိုစုံစမ်းစစ်ဆေးမှုမပြီးမချင်းဖုန်းလုံးဝပေးသုံးမှာမဟုတ်ဘူးလို့ပြောလိုက်ပြီးဒဲကျွန်းရဲ့ခန္ဓာကိုယ်လဲလိုအပ်တဲ့စစ်ဆေးမှုတွေစတင်ပြုလုပ်ကြပါတော့တယ်အပြင်မှာတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့လူတွေကြားမှာတော်တော်လေးကိုထိတ်တလန့်ဖြစ်နေကြသလို ဇူဒီယာလည်းခုလိုရဲဆက်ဆက်လူသတ်မှုဤမှာဒူမာရဲ့ချစ်သူကိုတန်တရားရှိသူဖြစ်နေဖန်စီခံရတယ်ဆိုတာကိုသိလိုက်ပြီးဘလို့မှမယုံကြည်နိုင်ပဲဖြစ်နေခဲ့ရပါတယ်။နောက်နေ့မနေ့ဆော်ဆော်ရောက်တဲ့အချိန်မှာတော့ထဲချုံကိုသူ့တငယ်ချင်းတွေကလာပြီးတော့တွေ့ခဲ့ကြပါတယ်။ထဲချုံကတော့သူ့ကိုဆွဆွဲပြီးတော့ဖန်စီလာတယ်ပေါ့တော်တော်လေးကိုခံပြင်းနေပြီမဲ့တငယ်ချင်းတွေမျက်နှာကိုမြင်လိုက်တော့နည်းနည်းစိတ်သက်သာရသွားခဲ့တယ်လို့ဆိုပါတယ်။နောက်ပြီးတော့ထဲချုံကသူ့အတီမှုမှလုံးဝပိုင်ပတ်သက်မှုမရှိကြောင်းကိုထွက်ဆိုခဲ့မယ်။ရာရှိတွေကဆက်ပြီးတော့စစ်ဆေးမေးမြန်းအောင်မယ်ဆိုပြီးလွတ်မပေးသေးတာကြောင့်သူဒီထဲမှာရှိနေတဲ့ အတော်တွင်သူ့ရဲ့ပန်းပင်ဆိုင်လေးကိုခဏကြည်ထားပေးဖို့သူ့ရဲ့မိတ်ဆွေပန်းဆိုင်တစ်ထေးတစ်ယောက်စီမှာအကူအညီသွားတောင်းပေးပါဆိုပြီးတန်ငယ်ချင်းတွေကိုပြောလိုက်ပါတယ်တန်ငယ်ချင်းတွေကတော့ပြောရမှလည်းစိတ်မကောင်းပေမဲ့လက်ရှိမှာဒီမှုနဲ့ပတ်သက်ပြီးတော့ပြည်မာတော်လေးကိုပွက်လို့ရနေဖြစ်ပြီးထဲကျွန်းရဲ့ကိုကြီးအချက်လက်တွေကလည်း SNS မှာပေါက်ကြားကုန်ဖြစ်ကြောင်းကိုပြန်ပြောခဲ့လိုက်ပါတယ်ထဲကျွန်းလဲဘော်ဒါရီရဲ့စကားကြောင့်တော်လေးကိုစိုးရင်သွားခဲ့ရပါတယ်တပတ်မှလည်းစူဂျီတယောက်ချစ်သူရဲ့ပင်ဆိုင်လေးစီရောက်တဲ့အခါထဲကျွန်းရဲ့လိပ်စာကိုတည်ထားသူတချို့ကထဲကျွန်းလူသားသမားကောင်ဆိုပြီး ဆိုင်နန်ဒီမှာလရေးစာရင်းနဲ့ရေးကစဲဆူထားခဲ့ကြပြီးတော့ဆိုင်ဝင်ဝါကအလှဆင်ပစ္စည်းတချို့ကိုလည်းဖျက်ဆီးထားခဲ့တာကိုတွေ့လိုက်ကြပါတယ်။ညဘက်ရောက်ချိန်မှာတော့ချုပ်ခန်းထဲမှာရှိနေထဲကျုံးကသူ့ကိုပြတော့ပြန်လှုပ်ပေးမှလဲဆိုပြီးတော့မေးလိုက်ပြီးဒီလူသားမှုဟာသူနဲ့မဆိုင်တဲ့အကြောင်းကိုပြောကဒေါသထွက်ထွက်နဲ့တောင်းကြနေတာကြောင့်စုံနောက်တယောက်နဲ့ပြဿနာတက်နေခဲ့ပါတယ်။စုံနောက်ကတော့ဒီမှုမှာအပြစ်မရှိကြောင်းကိုဗဇက်ကနေပြောမနေပဲယုံနိုင်စရာရှိတဲ့တပ်တွေဦးသားယူခဲ့လို့ထဲကျုံးကိုပြန်ပြောလိုက်ပါတယ်။ထဲကျုံးလည်းတကယ်မလုံးလို့မလုံးကြောင်းပြောတာကိုမလုံးပါဘူးဆိုတဲ့တပ်တွေပါထပ်တောင်းနေကြတော့ အရန်ကိုမုန်းကြပြီးတော့စိတ်ဓာတ်တွေပါကြာနေခဲ့ရပါတယ်။ဓမ္မမတော်ထဲကျွန်းရဲ့တငယ်ချင်းတွေဟာဆိုင်ထဲမှာရှိတဲ့ပန်းအိုတွေကိုကူညီသိမ်းဆေးပေးနေခဲ့ကြပြီးစူဂျီကလည်းထဲကျွန်းရဲ့အမှုအတွက်ရှင်းနေတရားကိုငားရမ်းပေးနေခဲ့ပါတယ်။စူဂျီနဲ့ထဲကျွန်းတို့ဟာရှင်းနေစီမှာလိုအပ်တဲ့ချက်လက်တွေကိုပေးခဲ့ကြပြီးတဲ့နောက်မှာတော့ထဲကျွန်းရဲ့ဘော်ဒါတွေကအခုချိန်မှာစူဂျီသားသွားတွေးလိုက်မယ်ဆိုရင်ထဲကျွန်းနဲ့တော်တော်လေးနှစ်သိမ်းမှုဖြစ်စေမှာလို့ပြောလိုက်ပါတယ်။စူဂျီကလည်းသူမကလည်းဒီနေ့ပဲသွားဖို့စီစဉ်ထားကြောင်းကိုပြန်ပြောလိုက်ပါတယ်။ဒိုနဲ့စူဂျီထဲကျွန်းစီသွားတွေးချိန်မှာတော့ ရောက်ချင်မှာပဲထဲကျုံကိုလက်ထိတ်ခတ်ပြီးတော့အပြစ်သားတောက်လို့မြင်လိုက်ရတာကြောင့်ဒေါ်လေးဝမ်းနေသွားခဲ့ရပါတယ်ထဲကျုံကအခုကိစ္စကိုသူတကယ်မကျူးလွန်ခဲ့ပါဘူးဆိုပြီးတော့ခြေကွဲသွားနေပြောပြလာချိန်မှာတော့ဇူကြီးလည်းအဲဒီစကားကသူမအကြခြင်းဆုံးစကားပဲဖြစ်ကြောင်းနဲ့သူမလည်းထဲကျုံကဒီလိုလုံးမဲ့သူမဟုတ်ဘူးဆိုတာယုံပါတယ်သိပါတယ်ဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်ဇူကြီးကထဲကျုံလက်ကိုကင်ထားလိုက်ပြီးတော့သူမဒီကိစ္စနဲ့ပတ်သက်ပြီးအပြင်ဘက်ကနေတတ်နိုင်တဲ့လောက်ကူညီပေးသွားမလို့ထဲကျုံကလည်းဘာမှစိတ်တက်မကြပဲအားတင်းထားပြီးပါဆိုပြီးတော့အားပေးစကားပြောခဲ့လိုက်ပါတယ်အဲနောက်မှာတော့ဇူကြီးကဥဆောင်ပြီးတော့ထဲကျင်းတို့နဲ့အတူ ရင်းနှီးနဲ့တိုင်မင်ကထဲကျုံအပြစ်ကင်းချောင်းတက်တည်ပြနိုင်မှုတွေစတင်လှုပ်ရှားခဲ့ပါတယ်။ရင်းနှီးကတော့နင်းနာသူမိန်ကလေးသေဆုံးချိန်မှာထဲကျုံကဘယ်နေရာမှာရှိပြီးတော့ဘာလုပ်နေပါလဲဆိုတဲ့အလီပိုင်းကိုပြနိုင်ရင်တရားအမှအပြစ်ကင်းချောင်းတက်တည်ရနိုင်ပြီလို့ဆိုပါတယ်။ဒါပေမဲ့တခုရှိတာနင်းနာသူရဲ့သေဆုံးချိန်ကိုအတိအကျဖော်ပြမထားတာကြောင့်ဒီနေရာတွင်းမှာထဲကျုံကသွာလာလှုပ်ရှားမှုအတိအကျကိုပြနိုင်မှသာလျှင်အစင်ပြေနိုင်လောက်မယ်လို့ဆိုပါတယ်။စူဂျီကလည်းသူမရဲ့ချစ်သူကအလုပ်ကိုအတိအကျလုပ်ပြီးတော့တမင်တစ်စက္ကန့်ကအစနှမျောတက်တဲ့သူမလို့ဒီနေရာတွင်းလှုပ်ရှားမှုအားလုံးကို ရအောင်ရှာပေးမယ်လို့ရှင်းနေကြီးပြန်ပြောခဲ့ပါတယ်။အဲ့ချိန်ထဲကျွန်းရဲ့ဘော်ဒါတွေကလည်းဘာပဲလုပ်လို့စေးစားရှိတဲ့ထဲကျွန်းကသူပစ္စည်းပို့တဲ့ပြေးစာတွေကိုလည်းမဖြစ်မနေတင်ထားနိုင်တာမလို့အဲ့ပြေးစာတွေကိုရှာပြီးတော့ဒီကြတဲ့တပ်တွေတခုကိုရအောင်ဖော်ထုတ်မယ်ဆိုပြီးတော့အာဂျိုမန်တက်နေပဲထဲကျွန်းရဲ့အိမ်ကန်းတွေကဘီရိုတွေထဲမှာပြေးစာစာတွေကိုရှာဖို့အ мян ထွက်သွားကြပါတယ်။ထဲကျွန်းလည်းတစ်ဖက်မှာအမှုစစ်ကြီးနဲ့တွေ့ဆုံနေကြရဖြစ်ပြီးအမှုစစ်ကြီးကတော့ရဲမှတ်တမ်းထဲမှာထဲကျွန်းကပြစ်မှုကိုလုံးဝမကျူးလွန်ခဲ့ဘူးဆိုပြီးတော့ညင်းထားတဲ့အတွက်နောက်တစ်ခါခုထွက်ဆိုချင်တာရှိလားလို့မေးခဲ့ပါတယ်။ ဒါကြောင့်တော့ဒီမှုအတွက်သူမှလုံးဝအပြစ်မရှိဘူးဆိုတာကိုတီးကြတဲ့တက်တီပြပေးပါမယ်လို့သာယုံကြည်ချက်ရှိရှိနဲ့ပြန်ပြောလိုက်ပါတယ်။ဂျုံနဲ့ထဲကျုံကဒီနေရာအတွင်းသူပစ္စည်းပို့ခဲ့တဲ့နေရာတွေနဲ့ဘာပြီးရင်ဘာလုပ်ခဲ့တယ်ဘယ်သွားခဲ့တယ်ဆိုတာတွေကိုတေချာပြန်စဉ်းစားပြီးတော့စာရွက်ပေါ်မှာအတိအကျနဲ့အစင်လိုက်ခြာရေးထားလိုက်ပါတယ်။ဒါပေမဲ့လည်းစူဂျီဟဲဂျင်းတို့နဲ့အတူဘော်ဒါတွေအားလုံးပူးပေါင်းပြီးတော့ထဲကျုံရဲ့အိမ်ကနေရသမျှပစ္စည်းပို့ပြေးစာတွေကိုစုစည်းပြီးတော့နေရာအတွင်းထဲကျုံရဲ့လှုပ်ရှားမှုတွေကိုအသေးစိတ်မှတ်တမ်းတွေရအောင်လို့စူးစမ်းနေခဲ့ကြပါတယ်။ ။စူကြီးအားထဲကျွန်းကိုနောက်တစ်ခေါက်ထပ်ပြီးတော့သွားတွေးတဲ့အခါထဲကျွန်းကသူပြုစုထားတဲ့မှတ်တမ်းကိုစူကြီးကိုပြောပြလိုက်ပြီးတော့ပြေးစာရီလိုအပ်နေသေးရင်လည်းမိဖို့ကြောင့်လည်းကအန်ဆွဲထဲမှာသူအားလုံးသိမ်းထားတဲ့အကြောင်းကိုထပ်ပြီးတော့ပြောပြလိုက်ပါရီ။အဲ့တော့စူကြီးတို့လည်းလိုအပ်တဲ့ပြေးစာရီအားလုံးကိုအပြည့်စုံရသွားခဲ့ကြပြီးလွန်ခဲ့တဲ့နှစ်ရက်ကနေစပြီးတော့လက်ရှိချိန်ထိထဲကျွန်းရဲ့လှုပ်ရှားမှုတွေကိုတမနစ်မှမကြံလိုက်ရအောင်အသေးစိတ်တက်တည်ယူကြရပါတော့ရီ။စူကြီးကထဲကျွန်းနေတဲ့နေရာရဲ့အနီးအနားကလူတွေစီကိုလည်းထဲကျွန်းအတီးမှုမှာပါရင်ပတ်သက်မှုရှိနေတယ်ဆိုရယ်ဆွဆွဲမှုပေါ်ထင်မြင်ချက်တွေကိုမေးပြီး အတနာခံစားရပါရယူခဲ့ပါတယ်။ထဲကျွန်းတဲ့တီကျွမ်းသူတွေအားလုံးကထဲကျွန်းကကျင်နာတက်ပြီးတော့ရိုးသားကြိုးစားတဲ့လူငယ်တယောက်ဖြစ်ပြီးအခုကိစ္စမှာလည်းထဲကျွန်းကိုမတရားဆွဆွဲကြတာဖြစ်နိုင်ကြောင်းကိုသာပြန်ပြောခဲ့တဲ့အတွက်စူဂျီရိုတက်တဲ့ယူတဲ့ကိစ္စအတိုင်းထက်လုံကိုပြေဆုံးတော့ရှိနေပြီဖြစ်ပါတယ်။ဒါမဲ့အားလုံးကိုပြန်စစ်ဆေးကြည့်လိုက်တော့ဒီကြားထဲမှာမိနစ်30စာအတွက်ကပစ္စည်းပို့တဲ့ပြေစာလည်းမရှိသလိုဘယ်နေရာမှာရှိနေပါလဲဆိုတဲ့အချက်လက်ကိုလည်းရှာလို့မတွေ့ခဲ့တာကြောင့်ထဲကျင်းရမယ့်အကိုဖြစ်သူစီကိုအဲ့ဒီမိနစ်30စာမှာမပါလို့ခဲ့တာလဲဆိုပြီးတော့သွားမေးမြန်းခဲ့ပါတယ်။ ထဲကျောင်းလည်းအစားကမိနစ်30သာဘာလုံးနေလဲဆိုတော့တော်လေးကိုစဉ်းစားကန့်နေခဲ့မယ်။အချိန်ခဏအတွင်းမှာပဲပြန်မှတ်မိသွားခဲ့ပြီးတော့အဲ့ဒီမိနစ်30မှာသူ့ရဲ့ဆိုင်ကရုတ်တရက်ပြတ်သွားခဲ့တာကြောင့်မိတ်ဆွေတယောက်ကိုကူညီတောင်းပြီးတော့ဆိုင်ကပြင်ခိုင်းခဲ့တာဖြစ်တယ်လို့ပြန်ပြောခဲ့ပါလိမ့်။ထဲကျင်းလည်းဆိုင်ကပြင်တဲ့နေရာရဲ့ CD မှတ်တမ်းကိုသွားပြီးတော့ကြည့်လိုက်တော့ထဲကျောင်းပြောတာမှန်မဲဆိုတာကိုသိလိုက်ရပါလိမ့်။ထဲကျင်း ICD မှတ်တမ်းကိုဗီဒီယိုရိုက်သွားဖို့အတွက်ဆိုင်ရှင်စီမှာခွင်တောင်းတဲ့အခါဆိုင်ရှာလည်းထဲကျောင်းအပြည့်ဝယုံကြည်ပြီးတော့ထဲကျောင်းဘက်ကထောက်ခံပေးသူတယောက်ဖြစ်တာမဟုတ်လို့ ဗီဒီယိုရယူသွားစရာမလိုကြောင်းကိုပြန်ပြောပြီးသူ့ဆိုင်က CCTV မူရင်းမှတ်တမ်းတစ်ခုလုံးတပ်သေးအဖြစ်နဲ့တင်သွင်းလို့ရအောင်ကော်ပီကူးပေးလိုက်ပါတယ်။အဲဒါမှာတော့အလီပိုင်ပြစရာတပ်သေးတွေအားလုံးလည်းလိုလေသေးမရှိအောင်ပြေဆုံးနေခဲ့ဖြစ်လို့စူဂျီတို့လည်းသူတို့စီစဉ်ထားမြအချက်လက်တွေကိုရှင်းနေကြည့်စီမှာအနှံထားခဲ့ပါတယ်။ရှင်းနေကြတော့ဒီအသေးစိတ်ရအောင်လုပ်ပေးနိုင်တဲ့စူဂျီတို့ချီချူးစကားပြောခဲ့ပြီးဒီတပ်သေးတွေနဲ့ဆိုရင်တော့အပြေးဝရရှိနိုင်တယ်ဆိုပြီးတော့ဝမ်းသာအားရပြောသွားခဲ့ပါတယ်။ဒိုနဲ့ထဲကျွန်းအမှုအတွက်စီရင်ချက်ကိုကြားနာမယ့်နေ့ကိုရောက်ရှိလို့လာခဲ့ပါပြီ။ ။စစချင်းမှာတော့ထဲချွန်းရှိနေရစူကြီးတို့စူးစမ်းယူပေးထားခဲ့တဲ့အတိအကျဆုံးတပ်သေးတွေနဲ့အသနာခန်းစားတွေကိုတင်ပြခဲ့ပြီးတော့ထဲချွန်းကတမနစ်မှမအားလိုက်အောင်အလုပ်စူးစမ်းနေခဲ့တဲ့ရိုးသားတဲ့လူငယ်တယောက်ဖြစ်တာမဟုတ်ဒီပြစ်မှုကိုကျူးလွန်သူမှဖြစ်နိုင်ကြောင်းကိုအစိုးတင်သွင်းလိုက်ပါတယ်။နောက်တော့တရားသူကြီးကလည်းအမှုစစ်ကြီးနဲ့တန်တရားရှိသူထဲချွန်းကိုတရားကုန်ရှိမှထုတ်ပြီးတော့ဆက်ဆေးမှုကိုစတင်ပြုလုပ်ခဲ့ပါတယ်။အမှုစစ်ကြီးကသူ့ရဲ့ပထမပြောကြားချက်အနေနဲ့သူတို့တွေစုံစမ်းထားသမျှကထဲချွန်းရှိနေပြီးတင်ပြထားသလိုမျိုးထဲချွန်းရဲ့တီနီယာနဲ့လှုပ်ရှားမှုချိန်တိုင်းတာကိုကြည့်ပြီးတော့ ထဲကျွမ်းအတီမှုမှာအပြည့်ရှိသူမဟုတ်ဘူးလို့လုံးဝပြောလို့ရနိုင်တယ်လို့ဆိုပါရယ်။ဒါပေမဲ့အမှုစီကြီးကသူ့စိတ်ထဲမှာခုနေတဲ့အကြောင်းအရာတွေလည်းရှိနေသေးတာမလို့ဒီအကြောင်းအရာတွေကိုသာထဲကျွမ်းဘက်ကကောင်းကောင်းဖြေရှင်းပေးနိုင်မယ်ဆိုရင်သူ့ရဲ့ပထမပြောကြားချက်တွေကအတိုင်းပဲထဲကျွမ်းမှာအပြည့်မရှိကြောင်းကိုလုံးဝယုံကြည်ပေးမယ်လို့ဆိုပါရယ်။အဲ့တော့အမှုစီကြီးကသူ့စိတ်ထဲမှာခုနေပါဆိုတဲ့အကြောင်းအရာတွေကိုခုလိုမျိုးပဲချပြလာခဲ့ပါရယ်။ပထမဆုံးအနေနဲ့ထဲကျွန်းကနင်နာသူနေထိုင်တဲ့အိမ်ယာထဲမှာပစ္စည်းပို့ခဲ့တယ်လို့မှတ်တမ်းရှိနေခဲ့ပြီးတော့ပစ္စည်းဝင်ပို့ရမှာလဲတတ်မှတ်ချိန်ထက်အချိန်9မိနစ်လောက် နောက်ကျနေခဲ့တယ်လို့ဆိုပါတယ်အမှုစေကြီးဟာအဲ့ချိန်9မိနစ်လောက်မှာမပါလို့နေခဲ့လဲလို့မေးတော့ထဲကျွန်းလဲဖြည်းဖြည်းချင်းပြန်စင်းစားကြည့်ပါလိခဏကြာတော့ထဲကျွန်းကချက်ချင်းပဲသတိရသွားခဲ့ပြီးတော့အန်ဒီကပစ္စည်းပို့ပြီးတဲ့နောက်မှာအချိန်နောက်ကျမှဆိုးပြီးတော့ပိတ်သွားတဲ့ဓာတ်လေကားကိုမဆောင်ပဲရိုးရိုးလေကားနဲ့ဆင်းခဲ့တာဖြစ်ကြောင်းနဲ့လေကားနဲ့ဆင်းနေတဲ့နေအောင်မိနေတဲ့ပန်းအုပ်ကိုတွေ့ခဲ့လို့ပန်းအုပ်ရွှေပေးခဲ့ကအဲ့ဒီအပင်မျိုးစားအတွက်လိုအပ်တဲ့အကြံပြုချက်တွေရေးပေးခဲ့တဲ့အကြောင်းကိုလည်းအမှန်တိုင်းပဲပြောပြလိုက်ပါတယ်အမှုစေကြီးကထဲကျွန်းရဲ့ဖြေကိုမားသည်မှန်သည်မွေးပန်းခဲ့ပဲ အဲနောက်မေကုံတစ်ခုကိုစတင်ခဲ့ပါလေအဲ့ဒါကတော့ထဲကျုံးကခီးဆောင်အိတ်တစ်ခုမနိုင်မနေနဲ့ဂုံးတက်ဘော်ဒီဆွဲတက်သွားတဲ့ CCTV မှတ်တမ်းပဲဖြစ်နေပါလေအမှုစည်းကြီးကအဲ့ဒီမှတ်တမ်းနဲ့ပတ်သက်ပြီးတော့ဖြောင်းချက်ပေးခိုင်းတဲ့ခါမှာတော့ထဲကျုံးကလည်းအဲ့ဒီကသူပစ္စည်းပို့နေတော့ဖွားတယောက်ကဂူကြီးတောင်းခဲ့လို့ဂူကြီးပေးခဲ့ကြအောင်အမှန်တိုင်းပဲထပ်ပြီးတော့ဖြေးလိုက်ပါလေအဲ့တော့အမှုစည်းကြီးကခီးဆောင်အိတ်ပုံတပုံပြပြီးတော့ထဲကျုံးတည်ပေးခဲ့တာအဲ့ဒီအိတ်လားလို့မေးလိုက်ပါလေထဲကျုံးကလည်းပုံကြည့်ပြီးတော့အဲ့ဒီအိတ်ပဲဖြစ်ကြအောင်ပြန်ဖြေချိန်မှာတော့အမှုစည်းကြီးကလည်းအခုသူပြလိုက်တဲ့အိတ်ပုံက ဟန်မြင်းသားမှာအမျိုးသမီးအလောင်းကိုခုတ်ထစ်ပြီးတော့ထဲ့ထားတဲ့အိတ်ဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။အဲဒါမှာမူဆေးကြီးကခီးဆောင်အိတ်နဲ့ပတ်သက်ပြီးအเจ้าရဘောင်းစုံကိုဖက်ဖက်ကနေလှည့်ပတ်ပြီးတော့မိကုံထုတ်လာခဲ့တဲ့အတွက်ထဲကျုံးလဲစဉ်းစားရနေပဲတော်လေးကိုမုန်းကြပြီးတော့ခေါင်းလေးမူးဝေလာခဲ့ပါတော့တယ်။ပြောရမယ်ဆိုမူဆေးကြီးရဲ့မိကုံမေးပုံနဲ့အဖြေတောင်းပုံကဘလောက်ထိတော်လဲဆိုရင်တကယ်ပြင်းမရှိတဲ့သူတော်စိတ်တွေမုန်းကြပြီးတော့ကျူးလွန်မိပါတယ်လို့ဝန်ခံကျင်လာတဲ့အထိပါပဲ။အားလုံးကျွန်တော်တို့ရဲ့ကြီးစုတွေထဲမှာ၃နှစ်၃မိုးလောက်ထိအဖြစ်တောင်းပေမယ့်ခရစီကဂျိုးရှိနဲ့လန်ကန်နာထဲသူတွေရှိရင်လည်း ခင်ဗျားတို့ရဲ့ currency ကိုဒီအမှုစိတ်ကြီးနဲ့သာပေးတွေးလိုက်ဖို့ကိုအကြံလေးပေးချင်ပါတယ်ခင်ဗျာအဲ့တော့ဇလန်းကိုပြန်ပြီးတော့ဆက်ရမယ်ဆိုရင်တော့အမှုစိတ်ကြီးကနောက်ထပ်မေကွန်တစ်ခုကိုဆက်လက်ပြီးတော့မေးမြန်းနေခဲ့ပါတယ်နောက်မေကွန်တစ်ခုမှာတော့ထဲကျွန်းတယောက်စတိုးဆိုင်ထဲမှာအမိုက်ဝင်ပြတဲ့အချိန်က CD မှတ်တမ်းကိုပြပြီးထဲကျွန်းရဲ့လက်ထဲမှာဘာကြောင့်နင့်နာသူမိန်းကလေးရဲ့ဖုန်းကရောက်နေခဲ့ရတာလဲဆိုတာပါပဲထဲကျွန်းအားဒီကိစ္စနဲ့ပတ်သက်လို့သူဖုန်းကောက်ရတဲ့အချိန်ကနေစပြီးတော့ပြန်ပို့ပြီးတဲ့အချိန်ကြီးဖြစ်ခဲ့သမျှအကြောင်းအရာအလုံးကိုလည်းအမှန်တိုင်းပဲပြောပြလိုက်ပြန်ပါတယ် ါမဲ့အမှုစီကြီးကတော့ထဲချုံဖုံးသွားပို့နေနေရာဟာနင့်နာသူရဲ့အလောင်းကိုတွေးရှိတဲ့နေရာနဲ့အနီးစပ်ဆုံးမှာရှိနေတာဖြစ်ပြီးထဲချုံပြောတဲ့ဖုံးပြောက်တဲ့ကာကန်ရှင်မိန်းကလေးနဲ့မတွေ့ကြရပဲဖုံးကိုတနေရာမှာပေးခဲ့တယ်ဆိုတဲ့စကားကလုံးဝယုံကြည်နိုင်စရာမရှိတာမလို့ဘာကြောင့်ဆက်ပြီးတော့လိန်နေရသေးတာလဲဆိုပြီးတော့မေးလိုက်ပါတော့လေထဲချုံကလည်းသူပြောနေရတဲ့အကုန်လုံးကအမှန်တရားတွေပါဆိုပြီးတော့ပြန်ပြောခဲ့ပါလေအဲ့တော့မူစီကြီးကသူ့ဘက်ကရလာတဲ့နောက်ထပ်အရာတစ်ခုကိုထပ်ပြီးတော့ဖွင့်ပြပြန်ပါလေအဲ့ဒါကတော့နင်နာသူမိန်းကလေးရဲ့ဖုန်း GPS ဒေတာကနေပြီးတော့ရရှိတဲ့သွာလာလှုပ်ရှားခဲ့သမျှလမ်းကြောင်းတွေဟာထဲကျွန်းသွာလာခဲ့တဲ့လမ်းကြောင်းတွေနဲ့တထေရာတည်းဖြစ်နေခဲ့တဲ့အတွက်အဲ့ဒီဖုန်းကိုထဲကျွန်းကပြန်မပေးပဲတနေကုန်ကင်ဆောင်ထားခဲ့တာမဟုတ်ဘူးလားလို့ထပ်ပြီးတော့မေးခဲ့ပြန်တာပါထဲကျွန်းလည်းအမှခေါင်းတွေရမ်းရှုပ်လာခဲ့ပြီးတော့ဘာတော့အဲ့လိုဖြစ်ခဲ့တာလဲဆိုတော့သူမသိဘူးလို့ပဲပြန်ဖြေနိုင်ခဲ့ပါတော့တယ်အမှုစေးကြီးကလည်းအဲ့လိုဆိုရင်နောက်ထပ်တစ်ခုထပ်ပြအောင်မယ်လို့ဆိုလိုက်ကသူတို့တွေစုံစမ်းစစ်ဆေးနေတော့မှနင်နာသူအသက်ခံခဲ့ရတယ်လို့ယူဆတဲ့နေရာကိုတွေးရှိခဲ့တာကြောင့်အဲ့ဒီနေရာမှာရေးပေါ် အခင်းစစ်ဆေးမှုကိုလှုံ့ဆော်ခဲ့ပြီးတော့ဒီတရားခွင်မဆခင်မှာပဲအဲ့ဒီကနေရရှိခဲ့တဲ့ရလဒ်တွေကိုထုတ်ပေါ်ကျင်းပါတယ်ဆိုပြီးတရားသူကြီးစီမှာခွင်တောင်းလိုက် ပါတယ်အဲ့ချိန်ထဲသွင်းရှိနေအောင်မှုစစ်ကြီးရဲ့အဆိုတင်သွင်းချက်ကိုကန့်ကွက်ကြောင်းထားပြောခဲ့ပြီးတော့တပတ်ကရခဲ့တဲ့တပ်တွေတို့တို့စီမှာကြိုတင်ဝင်မြတင်ပြတာမျိုးမလုပ်ခဲ့တဲ့အတွက်လက်မခံပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့တရားသူကြီးကတော့ရှိနေရဲ့စကားကိုပယ်ချလိုက်ပြီးအမှုစစ်ကိုပဲဆက်လိုက်ပြီးတော့ဖော်ထုတ်ဖို့ပြောခဲ့လိုက်ပါတယ်အဲ့တော့အမှုစစ်ကလည်းသူကလက်ရှိချိန်ထိထဲသွင်းမှာရှိနေပေမဲ့ ထွက်လာခဲ့တဲ့တပ်သေးတာတော့ထဲကျုံးဘက်မှာရှိမနေခဲ့ဘူးဆိုပြီးတော့ပရိပရာစကားတွေထပ်ပြောပါရယ်။အဲနောက်မှာပဲအမှုစစ်ကနင်နာသူတေဆုံးသွားတဲ့နေရာကိုအားလုံးမြင်အောင်ထုတ်ပြလိုက်ပါရယ်။နင်နာသူကဘာကြောင့်ဘလို့အသက်ခံရတယ်ဆိုတာကိုမသိပေမဲ့သူမအသက်ခံရတဲ့နေရာသွေးလင်းလင်းဗေးချန်နေပြီးတော့မြင်ရဆရာမရှိတာတော့အမှန်ပါပဲ။နင်နာသူကသူမနေထိုင်တဲ့အိမ်ယာရဲ့တခြားအခန်းလောက်ကရေချိုးခန်းထဲမှာပဲအပိုင်းပိုင်းခုတ်ထစ်ဖြတ်ပြီးတော့ရရဆက်ဆက်နဲ့အသက်ခံခဲ့ရတာဖြစ်ပြီးတေအခန်းအသေးဆုံးနေကိုလောက်ကြံဖန်တီးဖို့အတွက်အလောင်းကိုရင်တွေးထဲမှာစိန်ခဲ့တယ်လို့ယူဆပြီးတော့ အလောင်းစီကနေလည်းတရားခမ်းတုတ်ရီကိုရရှိခဲ့ပါလေလို့အမှုစစ်ကြီးကထပ်ပြီးတော့ပြောခဲ့ပါလေဒဲကျုံကအိုက်စကားတွေကိုကြားလိုက်ရင်ရန်ကိုတုံလုံးနေခဲ့ရပြီးဇူကြီးကတော့အမှုစစ်ကြီးပြတဲ့ခင်းဖြစ်ပေါ်ကနေရာရဲ့သွေးလိမ့်လိမ့်ကြားတဲ့ကနေဒဲကျုံနဲ့သူမတို့ရဲ့စင်တူဝစ်နေကြလက်ကောက်လေးကိုမြင်လိုက်ရပြီးတော်တော်လေးကိုသွေးပြက်နေခဲ့ရပါလေအနောက်အမှုစစ်ကအလောင်းရဲ့စစ်စေးကြက်ရတွေးရှိခဲ့တဲ့တုတ်ရီဟာဒဲကျုံနဲ့သာဆက်ဆက်ចောင်းကိုအတီးပြူရတဲ့စာရွက်ကိုဒဲကျုံကိုပေးပြီးကိုယ်တိုင်ဖတ်ကြည့်ဖို့ကိုပြောလိုက်ပါတော့တယ် ထဲကျောကတော့သူမဟုတ်ပါဘူးဆိုပြီးအကြောက်ခံညင်းနေခဲ့ပြီမဲ့အမှုစီကြီးကတော့ခုနကပြောတယ်ပစ္စည်းပို့တာကြာချင်း9မိနစ်ဟာလဲအလောင်းကိုရင်သွေးစိမ်မို့လုံနေခဲ့တာမလားဆိုပြီးအကြက်ရိုက်ရှိတဲ့မေးခွန်းတွေကိုသာဆက်ပြီးတော့မေးနေပါလေထဲကျောကလည်းအနောက်မှာရှိနေစူကြီးလို့အာကိုကြီးလက်ကြည့်နေသူမလုံရပါဘူးဆိုပြီးတော့သာတို့တို့ပြောနေခဲ့တာပါစိတ်တွေရှုပ်ပြီးတော့ထတောင်းညံတော့တဲ့ထဲကျောကိုတောင်းရှိသူတွေကတရခွေနဲ့ကနေဆွဲထုတ်သွားတာချိန်မှာတော့အမှုစီကြီးကလည်းနောက်ဆုံးအနေနဲ့တင်ပြစရာရှိပါတယ်ဆိုပြီးထဲကျောပစ္စည်းပို့ပြီးအပြန်လေကားမှာတွေ့ခဲ့တယ်ဆိုတဲ့အပင်ဟာ အဲ့ဒီတိုက်မှာတခါမှမရှိဘူးသလိုအဲ့ဒီတိုက်မှာနေတဲ့လူတွေကလည်းတခါမှမမြင်ဘူးကြဘူးဆိုပြီးတော့တိုက်ရဲ့ CCTV မှတ်တမ်းတွေကိုထုတ်ပြခဲ့ပါတော့တယ် CCTV မှတ်တမ်းတွေမှာလည်းထဲကျွန်းတွေးကြရပါတယ်ဆိုရယ်ပင်လေးကသူပစ္စည်းပို့တဲ့ရက်ဆွဲမှာတကယ်ကိုရှိမနေခဲ့ပါဘူးထဲကျွန်းကနေနာသူကိုမတတ်ခဲ့ပါဘူးလို့အော်ပြောနေခဲ့ပြီးတော့ဇူကြီးနဲ့ထဲကျင်းတို့ကလည်းထဲကျွန်းတို့ကစိတ်မကောင်းစွာနဲ့ငိုကြွေးနေကြချင်းတရခွင်ကလည်းအဆုံးသတ်သွားခဲ့ပါတယ်အဲ့နောက်မှာဇူကြီးကထဲကျွန်းကိုသွားတွေးခဲ့ပြီးတော့လက်ရှိထဲကျွန်းဘက်ကနေအမှုလိုက်ပေးနေတဲ့ရှင်းနေက ဆက်ပြီးတော့မလုံနိုင်တော့ဘူးဆိုပြီးတော့ထွက်သွားကြောင်းကိုပြောပြခဲ့ပါတယ်။ဒဲကျုံတို့ကနောက်ထပ်ရှင်းနေတယောက်ရှာပေးခဲ့မယ်လေ။အဲဒီမှုကိုလိုက်ပေးဖို့ရှင်းနေတွေကငင်းဆိုလိုက်တယ်လို့ဆိုပါတယ်။ဒဲကျုံကတော့နောက်ရက်ဒီမှာသူ့ကိုအမိန်ချတော့မှာဖြစ်လို့အရန်ကိုစိတ်ပူကြောင်းနဲ့သူ့ကြောင့်ပေးမန်းခဲ့ရတဲ့စူကြီးကိုလည်းတောင်းပန်စကားပြောခဲ့ပါတယ်။စူကြီးကစကားပြောနေနေပဲသူမနဲ့စင်တူဝင့်နေကြထဲကျုံကလက်ကောက်ကိုပြခိုင်းလိုက်ပါတယ်။ထဲကျုံကပြဖို့လုပ်ပေမဲ့လက်ကောက်ကသူ့ရဲ့လက်မှာမရှိတော့တဲ့အတွက်သူနောက်ဆုံးမှတ်မိတဲ့အထိကိုဝှက်ထားခဲ့ကြောင်းကိုပြောလိုက်ပြီး ။ဇူဒီကဘားတောင်အိုက်လက်ကောက်ကိုရေးတကြီးနဲ့ပြာခန်းရတာလဲလို့မေးလိုက်ပါတယ်။ဇူဒီကတော့ထဲကျွန်းရဲ့လက်မှာအိုက်လက်ကောက်ကဘားတောင်ရှိမနေရလဲလို့ပြောပြီးတော့ချုံပွဲချပြီးတော့ငိုပါတော့တယ်။နောက်ပြီးတော့ဒီမှုမှာထဲကျွန်းမကျူးလွန်ခဲ့ဘူးဆိုတာကိုသူမရဲ့နှလုံးသားတွေကသိပေမဲ့တကယ်လို့ထဲကျွန်းမှာသူမမသိနိုင်တဲ့အခြားဘက်တချမ်းတစ်ခုရှိနေရောဆိုပြီးတော့ပြောလာခဲ့ပါတော့တယ်။ထဲကျွန်းကတော့ဇူဒီဘားတောင်ခုလူတွေပြောနေရလဲဆိုတာပြန်မေးနိုင်ခဲ့ပါတယ်။ဇူဒီကထဲကျွန်းနေနဲ့ပြည်တန်ရှော့ပေါ့ဈေးချင်းရင်နောင်နာရနေပါပြီဆိုတော့ကိုပြမှာဖြစ်ကြောင်းရှင်းနေကြီးကပြောသွားကြောင်းနဲ့ သူမလည်းထဲကျုံးကိုစောင့်မနေခိုင်းမနေလို့ပြောကသူမလက်မှာရှိနေစင်တူလက်ကောက်လေးကိုထဲကျုံးရှိမှထားပေးခဲ့ပြီးနေရာကနေထွက်သွားလိုက်ပါတော့လေအဲနောက်မှာထဲကျုံးကယာယီချုပ်ခန်းထဲကနေအကျင်းတောင်တဲကိုပြောင်းရွှေ့ခန်းလိုက်ပြီပဲဖြစ်ပါတယ်ထဲကျုံးတယောက်ချစ်သူကမုံဖဲကဆုံးစွာထက်အကြောင်းဆိုးနေပြီးတော့လူသက်ကောင်လို့ဆွဆွဲခံရတဲ့ပြင်ဇောဘာကောက်ကက်ဖြတ်သွားခဲ့တာကြောင့်တော်တော်လေးကိုကြေကွဲနေပါတော့အမှန်ပါပဲဒါလို့နဲ့ထဲကျုံးတယောက်အကျင်းတောင်တဲကိုတခြားအကျင်းသားတွေနဲ့အတူကုတ်ချောင်းချောင်းနဲ့ဝင်လာနေခဲ့တော့မှပဲ အပိုင်းတစ်ကဒီနေရာမှာခေတ္တခဏရပ်နားလို့ထားခဲ့ပါတယ်ခင်ဗျာโอเคဘောရာတို့ဒီနေ့တော့ဒီလောက်ပဲနောက်နေ့မှာအပိုင်းနည်းနဲ့ပြန်တွေ့မယ်ခင်ဗျာ channel subscribe လို့ဘေးနားကောင်းလို့နှိပ်ပြီးတော့လဲစောင့်ကြည့်ပေးတာကိုပြောရင်းနဲ့နောက်တစ်ပိုင်းနဲ့ပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ